မြန်မာနိုင်ငံမှာလူဖြစ်ရတာတိတ်ကိုကန်ကောင်းပါလေမြန်မာနိုင်ငံမှာလူဖြစ်ရတာလေတတော်ကိုကန်ဆိုးတာအရှိုးကပြောရင်တော့စစ်တပ်ရဲ့အုပ်စုအောက်ကိုပြန်ရောက်ပြီလို့ရာလို့ပြောလို့ရတယ်ဒါပေမဲ့ဒါပေမဲ့အဲ့ဒါကြီးကပြောစရာလားလို့မင်းပြန်တွေးကြည့်ရင်အခုခိုးဘက်ကအုပ်စုကြီးကပြောတယ် ဒီစစ်တပ်ကកောင်းနေကွာမင်းတရုတ်ကူတရုတ်ကူညီပေးလို့တရုတ်အကူညီနဲ့ကောင်းနေပြန်ရတာပါကွာမင်းသူကသူတိုက်ပြီးရရရတာမဟုတ်ဘူးအလကားကောင်းကြီးပါတိုက်လည်းမတိုက်နိုင်တိုက်လည်းယူရတာမဟုတ်ဘဲနဲ့ပြောတယ်ဟာတစ်ဖက်ကလည်းကိုကန်ကိုဘယ်တော့ဖိအားပေးထားလဲမသိတာကွာကိုကန်နောက်ဆုံးတရုတ်ကဖိအားပေးတာများတော့ဟိုကိုကန်လည်းနောက်ဆုံးလက်လျှော့ပေးလိုက်ရပါတယ်ဒါမျိုးပြောကြတယ်ရုပ်တဲ့ကြည့်ရင်တော့ဟုတ်တယ်လို့ပဲဒါပေမဲ့ရန်တော့ပြဟုတ်မနေဘူးဒါပေမဲ့စဉ်းစားကြအကောင်းဆုံးအချက်ကတော့တရုတ်ကိုယ်တိုင်လာပြီးတော့ဟဲ့အောင် မင်းကဒီမှာပြန်ချမင်းတို့ကောင်တွေကဘေးဖယ်မင်းတို့ကဘလို့လို့ဆိုအမဲတယောက်ကလာပြီးတော့လာရှုမှာသူ့စိတ်ကြိုက်လာပြီးတော့စီမံခံခွဲပြီးတော့အကြည့်အောင်ပမာနေအငယ်ကောင်းပမာနေဆိုစီမံခံခွဲတာကြီးကကြတော့ရင်းနေတော့မကောင်းရင်းနေတော့မကောင်း another one အေးဗျာကိုမကျွန်တော်တည်င်းလေးတစ်ပုတ်ကြည့်လိုက်ရတယ်ကိုကျော်မျိုးမင်းတည်င်းလေးကျွန်တော်ကြည့်လိုက်အစိမ်မကောင်းဘူးဘာလို့လဲတော့ဆိုတော့ကျွန်တော်တို့ဒီတက်မတော်ထောက်ခံသူတော်တော်များများကျွန်တော်တို့ပြောနေတဲ့အချိန်မှာသူက ဒီနာချိုးပြန်ရတဲ့ကိစ္စကိုသူမပြောနိုင်မပနိုင်ဖြစ်နေပြာဥပမာအခုဘာဘလို့တော့ဆိုတော့တရုတ်ကအကောင့်စစ်ဝင်ရုံလာချိုးမျိုးထဲမှာလာထိုင်နေပေါ့လာထိုင်ပြီးတော့တာကြီးကဒီနေရာမှာနေတာငရဟိုနေရာကိုသွားလို့သူကဒါမျိုးဖြစ်နေတယ်ပေါ့ချင်းချင်းပြောရရင်တရုတ်ကရှယ်လေဂျင်တိုင်းရှယ်လေနေရဲ့ပုံစံမျိုးကိုတော်မျိုးမရပြောတယ်ဗျာသူဂျင်နာရတယ်ပေါ့ဆိုလိုချင်တဲ့သဘောကဥမြောက်လိုက်အာနာမရှိဘူးလို့ပြောချင်တဲ့သဘောကျွန်တော်တို့ကဒီလာချိုးမျိုးနာမခါဒီ ဌာနချုပ်ကြီးကိုပြန်ရတာပြောရမယ့်အစားဗျာ။ तू ကဒီလိုပြောတော့နည်းနည်းတော့စိတ်ထဲမှာတော့ကတိကောက်ဖြစ်ရတယ်ပေါ့ဆိုလိုချင်တာ။ဘာဖြစ်လို့တော့ကျွန်တော်တို့မှာအပွဲပွဲကကျွန်တော်တို့ကပျော်ရွှင်မှုတွေပျောက်ဆုံးနေတာဗျာ။အခုကလာချုပ်မျိုးဒီဒီမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကိုကျွန်တော်တို့ပြန်ရပြီ။ဟုတ်တယ်မလား။တနက်တစ်ချက်မှမဖောက်ရဘဲနဲ့ရပြီဗျာ။ဒါဥမြောက်နိုင်ရဲ့ချင်းချင်းပြောရဲတော်မှုကိုဘယ်လိုပြောမလဲ။သူ့ရဲ့စွမ်းဆောင်ရင်ကောင်းမှုပေါ့။ဒါကို तू ကမူတီတာမပွားဘဲနဲ့ ဲ့လိုပြောရတယ်ဆိုတော့ကျွန်တော်စိတ်တော့စိတ်မကောင်းဘူးရ။အာကိုမောင်မြင်ရောဘယ်လိုမြင်တော့တရုတ်ကချက်လေချင်တိုင်းချက်လေတာမဟုတ်ပါဘူးတရုတ်ကဂျားကအနေနဲ့လာပြီးတော့ခြံဖြီးပြီးတာမဟုတ်ဘူးလားအဲ့ဒါကိုကျွန်တော်သိကျင်တာကိုမောင်။ဒါပေမဲ့မျိုးသားကြီးခံစားချက်နော်ယောက်ျားတယောက်ခံစားချက်နောက်တစ်ခုကဖခင်တယောက်ပေါ့နော်အနေနဲ့ကြည့်ပဲဆိုဦးမင်းအောင်လိုက်အနေနဲ့ကအဲဘယ်လိုခေါ်လဲဆိုရှင်အာကိုထိုက်တဲ့ခေါင်းဆောင်နဲ့မှတော့ပါအောင်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုဒီလိုမျိုးပြောတိပြောတွဲနေနော်ဒီရေချင်းတွေကတော့ဒီနိုင်ငံကို အုပ်ချုပ်လို့မရဘူး။ဘာကြောင့်လဲဆိုရှင်ဒီနိုင်ငံကိုအုပ်ချုပ်တဲ့သူကမားမယ်၊ထိုင်ရမယ်၊တန်ရမယ်။ကျုံနိုင်ငံမှာလဲဒီလောက်ထိမိပေါင်းသားတွေဟဲ့လား။လက်နက်ကင်တွေတအားစိုးတဲ့နိုင်ငံမှာပျော်စီပျော်စီနဲ့သွားရင်တော့မလွယ်ဘူး။နော်မလွယ်ဘူး။အဲ့တော့ဦးမေအောင်လိုင်းနေတဲ့ဒီနိုင်ငံဒါမျိုးရော့ဒီရော့ရဲပျော်ဒီပျော်စဲဖြစ်နေရတာကတော့သူ့အခြေချင်းတဲ့ဒီနိုင်ငံနဲ့တော့မလွယ်ဘူး။သို့ပါတော့လည်းတရုတ်ရဲ့တရုတ်နဲ့ဒီမဟာမိတ်ပူးပေါင်းဆောင်ရွက်မှုကိုကျွန်တော်အနေနဲ့နားလည်ပြီးလို့ရပါမယ်။မြန်မာနိုင်ငံကိုအုပ်ချုပ်မဲ့မြန်မာနိုင်ငံစစ်တင်တာပြည်ချုပ်တယောက်အနေနဲ့ကသူစဉ်းစားမရပါဘူး။ ်တည်ချင်းနေရတော့ပုံရင်းပြောမယ်။သူ့ရဲ့ပြုတ်ပြုတ်ညံ့မှုတွေကြောင့်သူများနိုင်ငံတကာကဖခင်မကောင်းတဲ့ခါကြောင့်အိမ်အိမ်မှာဖခင်ကကာကွယ်ပေးနိုင်တယ်ဟုတ်လား။ကြာကြာရရရှိနေရင်ပဲဝင်းညံမဆန်းရဲဘူး။ဟုတ်လား။မကဟိုတိုင်းကြီးကဘယ်လိုခေါ်မလဲဆိုတော့ပြော့တက်တွေ့ရေးဆိုတဲ့ခါကြတော့ဟိုပဝင်းညံလည်းဆန်းခြင်းဒီဘက်အထက်ကအထက်ကောင်းနေရတဲ့တောင်းညံ့ခြင်းအဲ့တော့ပုံရင်းပြောမယ်နော်။အဲ့သူ့ရဲ့အခြေအနေနဲ့ဒီတိုင်းကအုပ်ချုပ်လို့ဒီမရပါဘူး။မရပါဘူး။နော်။ဘယ်လိုပဲပြောပြရစေ။ အခုကျွန်တော်မျိုးနုဘက်ကြည့်တာတော့ဆိုအမျိုးသားရေးခံယူချက်ယောက်ျားတယောက်ရဲ့ခံယူချက်နော်စစ်ကောင်းဆောင်တယောက်ရဲ့ခံယူချက်ဘက်ကကြည့်တာဖြစ်ပါလိမ့်မယ်သူကတော့လည်းဂျာဆော့ပါဝါဘက်ကဆိုရင်မှန်ကောင်းမှန်တယ်တော့ဗျာနော်ကျွန်တော်ကျွန်တော်မျိုးမင်းလို့ဗာလဲဥမျောင်းလိုင်အမျိုးသားရေးတမအမျိုးသားရေးစိတ်တော့မရှိဘူးလို့ပြောခြင်းတဲ့သဘောဖြစ်နေပြန်ဟိုကကျွန်တော်မေးလိုက်ကကြောင်မပိုးဆိုးသွားကြပါဘူးလို့လေကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်တို့ကဒီတရုတ်ဆိုတာဒါဂျာနီနဲ့လာတာဟိုကျွန်တော်တို့ထင်တာအခုတော့ကိုကျော်မျိုးမင်းတို့အခုကိုမောင်ကအပြတ်ပါတော့ရပြီအခုကကိုကျော်မျိုးမင်းပြောတဲ့ပုံက လာရှိုးကဟိုဘက်ကိုဒီချမ်းမြောက်ကိုကတရုတ်ကိုပိုင်သားပေးတယ်လို့မျိုး तू ကအဲ့စိတ်တက်အဲ့လိုထင်ကြတာ तू ကဘာလို့လဲတရုတ်ကတေဆိုရင်တေရတာဥမယောင်လိုက်ရှင်သွင်းရှင်ရတာပေါ့ဥမယောင်လိုက်လှုပ်လို့မရဘူးဆိုတဲ့သဘောမျိုး तू ကဆိုးလို့ကျင်တာဗျာအဲ့ကြောင့် तू ကရင်ပတ်အောင်တယ်သူခံစားရတယ်သူအောင်တယ်ပေါ့ဒါပေမဲ့နားလေရတာတော့အောင်တက်တက်ပေါ့အဲဒါမျိုးပြောတယ်ပေါ့ ဒီလိုမှမလုပ်ဘင်းလေကနေ့နိုင်ငံရေးခင်းကြီးကအပေါ်ကမောင်းလဲမြင်တဲ့အတိုင်းပဲလေသူတို့ကအဲ့လိုတရုတ်သားကြားမဝင်ပေးလို့ချိန်ရဲအခုဖြစ်ပြနေတဲ့မြန်မာတနေငံလုံးမှာဖြစ်ပြနေတဲ့တိုက်ပွဲတွေနဲ့စာမယ်သူတို့ကထလာမယ်ဆိုရင်ဘလို့ဖြစ်သွားမလဲကျွန်တော်တို့မြန်မာနိုင်ငံကြီးဟုတ်တယ်မလားအဲအခုကဥမြောက်လိုင်းကြီးကခမရညံကြီးညံသွေးမြင့်မြင့်မမနဲ့သူလုတ်ပေးနေတာကိုသူကချင်းချင်းပြောရဲတရုတ်လက်ဝေကံသဘောမျိုးပေါ့တရုတ်ကအဖေတိုက်တရောက်နေနေနေတယ်အဲ့လိုတာကြီးကဒီနေရာမှာနေတာငရဟိုနေရာမှာသူကတရုတ်ခိုင်းတာပဲလို့အဲ့လိုအဲ့လိုဖြစ်နေတယ်လို့သူကပြောတော့ ချင်းချင်းပြောရဲကျွန်တော်တို့ဒီတတ်မလို့ထောက်ခံတဲ့လူတွေအနေနဲ့ကခုမှပြောရတာဗျာလာချိုးပြန်ရလို့ဟုတ်တယ်မလားတစ်ချိန်လုံးကိုလာခဲ့ရတာဟိုခိုဘက်ကပြောတာပဲခန်းနေရတာဗျာအချင်းချင်းပြောရဲကျွန်တော်တို့ကဗဇက်တော်မဟနိုင်တဲ့အနေထားကြီးဗျာဟုတ်တယ်ဟိုခုကိုမောင်ကလည်းအဲ့လိုကြီးပဲပြောနေတော့ကျွန်တော်တို့ကခံစားရတာဗောကိုမောင်ရဲ့ဒါဆိုရင်လည်းကျွန်တော်ဒါချက်ပြင်နေတယ်ကြက်နေတယ်เนาะအဲတခုပြောပြပါမယ်เนาะကျွန်တော်ရှိတရားပြောပါမယ်เนาะရှိတရားဖြစ်ဆိုရှင်တော့မိမိနိုင်ငံရေးကိုเนาะအဲမိမိကနံပါတ်1ချက်အနေနဲ့ဗောနော်ဟိုဥဆောင်ပြီးတော့ ပဝင်းကျင်ကိုအတိုင်းတာတစ်ခုလို့တော့ပဲမိမိတွေ့မယ်ဟေ့ဆိုရှင်တော့ဒါကဥမေအောင်လိုင်းကတော်တယ်လို့ပြောပါမယ်ပေါ့နော်ဒါမဲ့လည်းမိမိနိုင်ငံအရေးကိုဒီတစ်ဖက်နိုင်ငံတစ်ခုကအဲဘယ်ကောမစတော့ PR ပေးမှဆိုတဲ့အခါကျတော့ဒါမိမိမှာအားနည်းမှုတွေရှိတယ်အဲ့တော့အမှန်ပဲဒါနဲ့ပတ်သက်ပြီးတော့သူ့မြင်ကိုမြင်တော့ရှိပါဘောလေအဲကျွန်တော်တို့ကလည်းကျွန်တော်အမြင်ဥမေအောင်လိုင်းကိုအဲဒီအချိန်နေမှာတော့ဒါဒီလမ်းမရှိတယ်ဥမေအောင်လိုင်းတော့ကတခြားလမ်းမရှိဘူးနော်ဒါမဲ့တော့ဒီအချိန်နေရောက်အောင်သူညံပြင်းခဲ့ဆိုတော့ဒါကျွန်တော်တို့ဝန်ခံရလိမ့်မယ် ဒီချင်းနေပါတော့ဟုတ်တယ်ဦးမဲအွန်လိုင်းလောက်ရည်ဒီ၃ဝမှန်တယ်တရားရင်လုံးမှန်တယ်အခုဒီဒီတရုတ်နဲ့အစီမံဆောင်ရတဲ့ကိစ္စကတရားရင်လုံးမှန်ပါလို့ကျွန်တော်ဘက်ကလည်းကြာမြင့်တယ်ပေါ့နော်တော့ပါတော့လည်းပဲဒါမျိုးစစ်တပ်ကတအီအီတအီအီတအီအီနဲ့နောက်ဆုံးပိတ်တော့တရုတ်ရဲ့တရုတ်ကိုအားကိုးရတယ်ရုရှားကိုအားကိုးရတယ်ဆိုတော့အားကိုးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့မတူဘူးအခုကတော့အားကိုးတဲ့အဆင့်ကိုရောက်သွားပြီကျွန်တော်ကအရင်ကပူးပေါင်းဆောင်ရွက်မှုတွေကိုလက်ခံတယ်အခုတော့ပူးပေါင်းဆောင်ရွက်မှုကိုမှန်ပါလေအားကိုးနေရတာတော့ကျွန်တော်ငြင်းလို့မရဘူးနော်အနံ့လေးတော့တင်းနေရပဲဒီလားဘာနံ့လေးကဒီလားကြုံနံ့လေးတင်းနေရတယ် ကျောက်တိုင်းမှာကျွန်းနှံ့လေးတင်းနေတယ်။ဒီနေ့တိုင်းပြည်ရဲ့နိုင်ငံရေးခေါင်းဆောင်တွေစစ်ရေးခေါင်းဆောင်တွေရှိမှာအနှံ့လေးတထောင်းထောင်းနဲ့အနှံ့လေးတထောင်းထောင်းနဲ့ကျွန်းနှံ့လေးတွေတင်းနေကျွန်းနှံ့လေးတွေတင်းနေနော်ခန္ဓာကိုယ်ကျွန်းနှံ့လေးထွက်ထွက်လာတယ်โอเคโอเคโอโอโอเค